ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆရာမင်းလူရေးသားရတဲ့ပြန်ခေါ်တတ်တည်ဆိုတဲ့ဝိတ္ထုစာအုပ်လေးကို အပိုင်းနှစ်အနေနဲ့ဖတ်ပြပေးမှာပဲဖြစ်ပါတယ်။နောက်တော့ဒါဆိုရင် အားပေးကြပါအောင်ခင်ဗျာငါတို့လက်ထက်တုန်းကတငယ်ချင်းတွေအားလုံးရှိမှလက်မှတ်ထိုးခဲ့ကြတာအခုလည်းအားလုံးသဘောတူမှကြွားရှင်းပေးနိုင်မယ်လက်ထက်စာချုပ်မှာ တက်သေးဖြစ်နေပါခဲ့တဲ့လူတွေတယောက်မကြမ်းကွာချင်းစာချုပ်မှလည်းတက်သေးလက်မှတ်ထိုးပေးရမယ်ငါလိုချင်တာအဲ့ဒါပဲရင်ငိမ့်တောင်းဆိုချက်ဖြစ်သည်ထိုးဆောင်ဆိုချက်သည်ဈေးစစ်လို့ရမည်မဟုတ်နင်းလိုချင်တာအကုန်ရစေမယ်ဟုပေါ်ထေးကအလော၃၀ဂတိပေးခဲ့မိ၏ရင်ငိမ့်ကအိမ်အတွင်းဖြစ်စီငွေကြေးစသည်တို့ကိုတောင်းလိုက်မည်ဟုထင်ခဲ့သည်တကယ်တော့သူစိတ်လောကြည့်ပြီးမစင်ခြင်း မတုံ့တက်ခဲ့မိခြင်းသာဖြစ်၏။ယင်ငိမ့်သည်ဘာဝမှာမမောတွေ့တာတတ်သူမဟုတ်။သူဝယ်ပေးတော့လက်ဝတ်လက်စားတွေကိုတော့စင်မြန်းလေးမရှိ။အလူမင်္ဂလာဆောင်အခမ်းအနားတွေတွားတဲ့အခါသူဟာပဲအတင်းဝစ်စင်ခံရသည်။စိတ်နှကတ်ကိုလည်းကြီးလွန်းနေအယောင်တလက်လက်နဲ့ကြွားဝသလိုဖြစ်နေတယ်ဟုဆိုလို့အပါဝိုင်းခက်သေးစီခြေနှကတ်လေးဝယ်ပေးတာ။ ဒီလောက်နှစ်တွေတော့ကြောင်းပေါင်းလာတဲ့ကိုမိမအကြောင်းကိုတီးဖို့ကောင်းသည်အလောတကြီးဆုံးဖြတ်တက်လှုပ်တက်ကန်တဲ့တော့မိမိကိုယ်ပင်အပြစ်တင်ရတော့မည်ခုမှတော့ဘာမှမတက်နိုင်လက်ထက်စာချုပ်မှာတက်သည်လက်မှတ်ထိုးရတဲ့လူတွေကအများကြီးအားလုံးကိုလိုက်ပြီးစီးရုံးမှုဆိုတာမလွဲအကုံလောက်နီးပါးဟာရင်းရင်းငိမ့်ဘက်ကအဘတော်သားတွေကိုစကားကိုယုံမဲ့သူမရှိသလောက်ပဲဘလောက်ကြီးပဲအကြောင်းပြချက်ခိုင်လုံသည်ဖြစ်စေ ကွာရှဲစာချုပ်ပေါ်မှာတက်သည့်ဖြစ်လက်မှတ်ထိုးပေးဖို့ကတော့ကာကာတီတီညှင်းဆံမဲ့သူတွေမှာသာများမှာတေချာသလောက်ရှိ၏ဒါကိုသိလို့လဲရင်ချင်းကအခုလိုတောင်းဆိုခြင်းဖြစ်သည်ပေါ်သေးဆိုရဲကောင်းကလည်းဒါမျိုးစိန်ခေါ်လာပြီဆိုရင်ဘယ်တော့ပဲခက်ခဲတဲ့ကိစ္စဖြစ်ဖြစ်ဘလို့အဟန့်ဒါမျိုးပဲရှိရှိ မဖြစ်ဖြစ်အောင်မရမနေကြကုတ်ကြကဲလှုပ်တက်တဲ့ကောင်မျိုးပဲတွေးကြသေးရပါရင်ချင်းရဲ့ဟူစိတ်ထဲအားကြိတ်ပြီးကျိန်းဝါလိုက်သည် ခုလိုအမှုတွေတွေဒတိတန်းကြီးပါလာအောင်အစမ်းထွင်ခဲ့တဲ့ကောင်ကရဲမော်ဖြစ်ဤသူစခဲ့တဲ့ကိစ္စသူ့ကိုပဲပထမဆုံးပြန်ဖြေခိုင်းရမည် ပြောနေကြတယ်ခုပဲတွားလိုက်တာကောင်းပြီဟုဆုံးဖြတ်သည်ဝေစားတော်မလဲတော့ပဲပတ်စံအိသာယူသည်အရေးထဲမှာကားကရုတ်တရက်ဆက်နိုးလို့မရပဲဖြစ်နေဤသူကနည်းနည်းတော့ဆုတ်သည်ဆက်မှုစုံတော့ပြည်တွင်းဖြစ်လဲမဟုတ် original လို့လဲပြောလို့မရတော့ချစ်ကားဖြစ်ဤ ဟိုရင်ဟာဝီလီချစ်ကို ပုံသက်တော့ဘောနက်လေးမက်ကက်လေးအချိုးပြင်စီယာရင်တို့ဂီယာရန်တို့ကိုခင့်မိအောင်လှုပ်ထားခြင်းသာဖြစ်၏အင်းညာတန်ဒီလေးတော့ကောင်းသည်ဒီနေ့ကြမှာဘာဖောက်တယ်လဲမသိ15မိနစ်လောက်ကြာဟိုနိုင်ဒီနိုင်လှုပ်ပြီးမှဆက်နိုးသွားသည်မတော်ကတော့ကိုသခင်ဘက်ကမပါကျင်တော့ဘူးလားဟုစိတ်တူတူနဲ့တွေးမိသေးသည်ရဲမော်တို့အင်ရှိရောက်လို့လူခေါ်ခေါင်းလောင်းနှိမ့်မလို့ပြင်တော့မှာပဲ တကားဝကိုမြည်ဝင်ရောက်ရှိလာသည်ရဲမော်ရှိလားပေါ်ထေးကမေးသောအခါဟုတ်ရှိပါတယ်ဘယ်သူလို့ပြောရမလဲအဲအဲအော်ကိုပေါ်ပါလားလာပါဝင်ပါဆိုပြီးတကားဖွင့်ပေးသည်ခဏထိုင်ပါဦးနော်ကိုရဲကိုသွားခေါ်ပေးပါမယ်ဟုပြောပြီးအိမ်ငန်းထဲသို့ဝင်သွားသည်ပေါ်ထေးသည်ဒီအိမ်ကိုလာတဲ့အခါတိုင်းခုလိုပဲဦးကြောင်ကြောင်ကိစ္စတွေကြုံရတတ်သည် တကယ်ဆိုရင်အများကြီးဝင်ပါ ငယ်တငယ်ချင်းမဟုတ်သည့်တိုင်ရဲမော်နဲ့ကြိုက်ပြီးကြတဲ့အာသူတို့တငယ်ချင်းအုပ်စုဝင် ဖြစ်လာခဲ့ပြီးသားပေါ်ထင်းနေရင်ငိမ့်တို့လက်ထက်စာချုပ်ချို့တော့ဟာတက်သည်လှုပ်တဲ့ထဲမှာတူလဲပါသည်နှိမ့်တဲ့ဝင်ထွက်သွားလာနေကြကြလေဆယ်နှစ်မကကြာခဲ့ပြီးမြ ాయి ဝင်းနဲ့ရင်ငိမ့်တို့ကလည်းညီမလေးတို့လောင်ဖြစ်နေပြီးပြောမနာဆိုမနာဟေးလားလားဆက်ဆံရေးမျိုးဖြစ်ရမည် ညဤဝင်းမှာသဘောကောင်းသူဖြစ်သောကြောင့်ဒီလိုဆက်ဆံလို့လည်းပြဿနာရှိမှာမဟုတ်ခတ်နေတာဟိုကောင်ရဲမော်ပင်ဖြစ်၏သူတို့လင်မယားနှစ်ယောက်တည်းရှိတဲ့အခါမှာတော့ဘလို့နေတယ်လဲမသိတကယ်ချင်းနေရှိမှာဆိုရင်တော့ရဲမော်ဟာအမြဤဝင်းကို အတွင်းမှုတယောက်လို့ဆက်ဆံသည်အမြဤဝင်းကလည်းဟိုကောင်ပုံစံအတွင်းထားတဲ့အတိုင်းလိုက်နေပြီသည်ဝယ်ရမှာတော့တကယ်ချင်းတွေဟာသူတို့ကိုငပိုးလင်မယားဟုသတ်မှတ်ထားကြသည်ခဏကြာမှာရဲမော်ထွက်လာသည် မင်းလာလိမ့်တယ်လို့ငါထင်သားပဲဟူပြောရင်ဝင်ထိုင်သည်ပေါ်သေးနည်းနည်းတန်တရားဖြစ်သွားသည်ရင်ငိမ့်အများဖုံးကြိုဆက်ပြီးတခုခုပြောထားသလားမသိရဲမော်ကြီးမျက်နှာကိုအကဲခတ်ကြည့်သည်ခက်ပေါ်ပေါ်အမှုရာဟုသာတွေ့ရ၏ဘာဖြစ်လို့ထင်လာလဲဟူတေချာအောင်ထပ်မေးလိုက်သည်ဩမင်းငါ့အိမ်မြောက်တာကြာပြီလေဝါငါတော့မင်းစီကိုထွက်လာမလို့ပဲ မင်းမလာကြပြီလို့ပြောရင် ရောက်လာတတ်တယ်တဲ့။ "तू တတိပြုမိတာနှစ်ခါသုံးခါရှိပြီ"လို့မြတ်ပြောတယ်။အဲ့ဒါနဲ့ဟုတ်မဟုတ်စောင့်နေတာ။ငါတော့ပတ်စံကုံုံးတော့မှာပဲ။ဘာဖြစ်လို့လဲ။မြတ်နဲ့ငါနဲ့လောင်းကြီးစားစီလှုပ်ထားတယ်ကွာ။ तू ပြောတဲ့အတိုင်းမင်းရောက်လာရင်ငါသူ့ကိုပါတိတ်တထဲဝယ်ပေးရမယ်။ငါရောက်မလာရင်ဩဒါတော့ကွာ။မင်းရောက်မလာလို့ဟာစီနေလို့စူတောင်းနေတာ။ မင်းရတော့ကွာ ဆိုပြီးလိုက်ရည်နေရသည်ရဲမော်ဟာအိမ်အတွင်းကပတ်လှည့်ပြီးမြရီဟုအော်ခေါ်လိုက်သည်လာပါပြီဆိုသောအတန်နဲ့တူမြရီဝင်ထွက်လာပြီး MRD4 ကအစီစဉ်ကြုံညာတဲ့မိန်းကလေးတွေလိုလက်နှစ်ဖက်ကို ရှေ့မှရှက်ရင်ရဲမော်ရှေ့မှရက်သည်တောက်ရည်လေးတစ်ခွက်တော့ပဲဟုတ်ဆိုပြီးမြရီဝင်အထဲပြောင်းဝင်သားသည်ဒီကောင်မင်္ဂလာယူနေပြန်ပြီ ရေတောက်ချင်တာများစောစောလေးကတခါတည်းတောက်လာလေရရဲ့သားနဲ့ဒါမှမဟုတ်မြရေရေတစ်ခွက်လောက်ခက်ခဲ့ပါလို့လှမ်းអော်လိုက်ပြီးရောခုတော့လူကိုတခါခေါ်ပြီးမှရေသွားခက်ခိုင်းတသက်လူရှိမှအသားယူပြနေတာဟိုကလည်းဘာလောက်လာမလဲကြည့်နေခဏကြာမှမြရေဝန်းဒီရွှေရောင်ပန်းကနုတ်တွေပါတော့ရွံ့လင်မန်းလေးကိုကင်ပြီးပြန်ထွက်လာသည်စီးအောင်ဖန်ခွက်လှလှလေးပေါ်မှာ ဖန်ပကံပြားအုပ်ပြီးဘန်းမော်တင်လာသည်ရဲမော်ရှိမှကိုယ်ကိုင်းရရဲ့ရင်ရေရပါပြီဟုပြောလိုက်သည်ရဲမော်ကဖန်ခွက်ကိုယူပြီးရေတောက်သည် သူတို့ဖြစ်နေပုံကိုကြည့်ပြီးပေါ်သေးမှာမရီမိအောင်တတိထားနေရ၏မြတ်ရည်ဝင်းအားပေါ်သေးဘက်လှည့်ပြီးကိုပေါ်ဘာတောက်ပါမလဲအပူလားအေးလားဘာဖြစ်ဖြစ်ရပါလေရဲရော်သည်ဖြော်ရီတောက်ပါလားဘာရဲရဲရော်သည် လှုပ်ချလိုက်ပြန်ပြီဒီလောက်နံတဲ့ရဲရိုသည်ကိုဖြောရေးလှုပ်ပြီးတော့ပေါ်သေးနှခေါင်းအနှဲငယ်ရှုံသွားတာကိုကြည့်ပြီးရဲမော်ဟာမင်းကနံမထင်လို့လားကရဲရိုဖြောရေးလို့သာမပြောရင်သိမှာတော့မဟုတ်ဘူးငါကိုယ်တိုင်အိမ်မှာပြားရင်နဲ့ဖောက်ထားတာကွာအဲမြည်ကြည့်တော့ဗောလေမြားရဲ့ဝင် အတွင်းကန်းထဲသို့ပြန်ဝင်သွားပြန်သည်မင်းပုံစံကြည့်ရတမျိုးပဲကွာ အိမ်မှာတခုခုများအလိုမကျဖြစ်လာလို့လားရဲမော်ကပေါ်ထဲကိုအကဲခတ်ရင်ကြည်ရင်မေးသည်စကားအဆအရာတော့ဟိုကိစ္စပြောလိုက်ရကောင်းမလားစဉ်းစားနေတော့မယ်ရဲမော်ကပဲဆက်၍ဘာလဲရင်ငိမ့်နဲ့ညိလာလို့လားအလကားပါကွာရင်ငိမ့်ရတော့စိတ်မကောက်တတ်ပါဘူးမင်းကပြဿနာရှာတာပဲဖြစ်ရဘယ်ဟာစပြောရင်ကောင်းမလဲတွေးနေစဉ်မြားရီဝံပြန်ထွက်လာပြန်သည် ရဲရိုးဖြော်ရရပါပြီဟုပြောရင်ဖန်ခွက်ကိုစပွဲပေါ်တင်ပေးသည်ပြီးတော့ရင်ငိမ့်နေကောင်းလားမေးသည်ဘောထေးကကောင်းอืมကောင်းပါတယ်ပြန်ရင်တွေးစေးပေးလိုက်ဦးမယ်ရင်ငိမ့်အတွက်ဟုပြောပြီးပြန်လှည့်ထွက်သွားသည်တောက်ကြည့်လေကွာရဲမော်ကတိုက်တွန်းသည်ဘောထေးကဖန်ခွက်ကိုယူပြီးအနံ့ခံကြည့်သည်ရဲရိုးဒီနံပုတ်ဝက်အံ့မျိုးမရတာတော့အမှန်ပဲတငုံငုံကြည့်သည် ဘဲဆိုးလို့လဲဝိုင်းလို့လို့ဘာလို့လို့နဲ့အရင်ထဲကနှွေးကနေဖြစ်သွားသည်နောက်တော့ငုံထပ်တောက်လိုက်သည် ခရင်ရှင်းပြီးရင်ချောင်သွားလို့ခံစားရသည်ငါတို့စီမှာသာရဲရိုသည်တွေဖောချင်းသွားချင်းဖြစ်နေလို့လူတွေကအထင်မကြီးကြတာကွာအမေရိကန်တို့ဥရောပတို့မှာဆိုရင်ထိတ်တန်းအသီးနှံ10မျိုးစင်းထဲမှာဝင်နေပြီသူစေတနာပြုချက်တွေအရအနောက်တိုင်းဆေးဝါးတွေနဲ့ကုလို့မရတော့ရောဂါတော်တော်များများဟို ရဲရိုးတစ်မျိုးတည်းနဲ့ပြောင်းအောင်ကုလို့ရတယ်တဲ့ဒါကြောင့် all in one လို့တော့ဆိုနေကြပြီအမေရိကန်မှာရဲရိုးဒီအစီအနှစ်တက်စာဈေးဖြော်ရေးတလီတာကိုဒေါ်လာ80လောက်ပေးရတယ်ကွာဆိုပြီးရဲရိုးတရားတွေဟောနေတော့ဒီရဲမော်လို့လင်မယားနှစ်ယောက်စလုံးဝန်ထမ်းတွေဖြစ်သည် မလွတ်လပ်ဘူးဖိအားတွေများသည်ငါစိတ်နဲ့မဖြစ်ဘူးဆိုပြီးဝန်ထမ်းဘဝကိုညှင်းငွေနေကြသည် ကိုပိုင်အလုတ်တစ်ခုခုကိုလှုပ်ချင်သည် သူစိတ်ကူကတော့ဆေးဖို့ရောင်းဖို့ဖြစ်၏ထို့ကြောင့်ဆေးတွေတစ်မျိုးပြီးတစ်မျိုးဆန်းသက်ဖော်ဆက်သည် အောင်မြင်လျင်အလုတ်ကထွက်ပြီးဆေးဖို့ရောင်းမလို့တဲ့ရဲမော်ရဲ့ရဲရိုတရားနာနေရတဲ့ပဲကိုကိစ္စပြောရမယ့်စကားဥတီချက်ပြောက်သွားသည်ဘလို့ပြန်ကောက်ရကောင်းမလဲစဉ်းစားသည် နောက်တော့စိတ်ကူးတစ်မျိုးပြောင်းသွားသည်ရဲမော်ကို စီးယုံရတာနည်းနည်းခတ်နိုင်သည် ညာရင်ဝင်းကိုလည်းစောစောစီးစီးအတိမပေးခြင်းသည်တော်ကြာရင်ငိမ့်စီသွားပြီးအကြံဉာဏ်တွေပါလေပေးနေလျင်ပို့ပြီးလက်ဝင်သွားနိုင်သည်ပြီးတော့ရဲမော်လက်ခံနိုင်တော့သောအကြောင်းပြချက်ကိုလည်းထက်ရှာခြင်းသေးသည်ဘလို့နေလဲကွာဟုတ်ရဲမော်ကရုတ်တရက်မေးလိုက်တဲ့ပြေသူကြောင်သွားသည်ဘာလို့ပြောတာလဲပိုင်းစာမလာဘူးလားဟုတ်ပြောမှသတိထားမိသည် ဘိုက်ထဲမှာလေတွေလှဲ့နေတယ်လို့တေးဝါးပြဖြစ်နေပြီအစာစားခြင်းစိပေါ်လာသည် ဟုတ်တယ်ကွာတမျိုးပဲဟုတ်တော့ညနေဘက်မှာစားခြင်းတောက်ခြင်းစိတိတ်မရှိပဲဖြစ်ဖြစ်နေတာခုတော့ဘိုက်ထဲကစားသလိုလိုဖြစ်နေတယ်ရဲမော်ကဂျင်းနဲ့စွာ ပြုံးလိုက်ပြီအဲ့ဒါရဲရုပ်ဖြော်ရဲတကောတက်တိပေါ့ကွာဒီမှာပဲထမင်းစားသွားပါလားညရဲ့ဝင်းဟာဟင်းချက်ကောင်းသည်ရဲမော်ကြိုက်တတ်တာတွေကိုလည်းသိသည် တခါလေဒီကောင်ကရှာရှာပွေပွေပောက်ခရရတွေစားကျင်တတ်သည်မြ ాయి ဝင်းကလည်းမရရအောင်ရှာပြီးချက်ကျွေးတတ်သည်အိမ်မှာလည်းရင်ချင်းဟာခါတိုင်းလိုပဲသူ့တက်ပါထဲချက်ထားမှာပါပဲသူ့အရင်သူကဒီရပိုင်းတက်နိုင်သလောက်အိမ်မှာမစားပဲစမ်းနာပြဖို့စဉ်းစားရသည် ထို့ကြောင့်ကောင်းသားပဲကမြ ాయి ဝင်းလက်ရာမစားရကြဘူးဘာဟင်းချက်လဲမရဟိုရဲရွရွနဲ့ငပောင်းထုတ်ထုတ်လာတယ် ီလေများကတော့ရဲရိုစီးရီလိုက်ကို စားနေတော့တာပဲအမှန်အဖြစ်ဘော်ဒီသည်ရဲရိုရောက်ဖို့တော့မကြိုက်လားဒီအိမ်မှာစားဖို့သဘောတူပြီးသားဖြစ်နေသောကြောင့်ကျိတ်မိပြီးစားလိုက်ရသည်ရဲရိုရောက်ကလည်းအတီးလိုပဲအာနိသင်ရှိတာပဲကွာအတီးတရားပြီးတော့အရွက်တရားကိုလည်းစက်နာလိုက်ရသေးသည်ဒီလိုနဲ့သူ့ကိစ္စကိုစကားအစမစဖြစ်တော့ပဲဟိုလင်မယားပေးလိုက်တော့ရဲရိုဒီဖြော်ရေးတပလင်း အပူငင်းသွေးစေးတစ်ပုဒ်နဲ့အတူပြန်ခဲ့ရသည်။မြရဲ့ဝင်းကသွေးစေးပြီးလိုက်ကြောင်းရင်ငင်းစီဖုံးဆက်ပြောမှတည်ကြသည်။တို့ကရင်ငင်းဟာမိမိတို့အိမ်တော်ရဲ့အခြေအနေကို ပြောလိုက်မလားမဖြစ်နိုင်။ရင်ငင်းစီနှုတ်နေသူဖြစ်၏။တူတူသိသိလည်းနေတတ်သည်။ကိုပြက်တနာကိုလူတကာတိအောင် ရှောက်ပြီးကြေညာတတ်သူမျိုးမဟုတ်အိမ်ပြန်ရောက်လို့အိမ်ပေါ်မင်းကလေးဟာဥပ္ပောထမင်းစားလာပြီလားဟုမေးလျင် အပြင်အားစားလာပြီဟုရင်ရင်ငိမ့်ကြောင်းခက်ကြဲကြဲလေးအော်ပြောမိဟုစဉ်းစားထားသည်တက်တည်လုံးမဲ့လူတွေဟာသဘောတူပြီဆိုရင်လက်မှတ်ထိုးပေးနိုင်ရန်အတွက်ကွာချင်းစာချုပ်တစ်ခုလှုပ်ထားဖို့လိုသည် သူတို့ဟာယုံရတာမဟုတ်စာရဲအားအင်တင်လုံးမဲ့လူတွေဟာများသည်အတော်စီးယုံယူရမှာနှုတ်အဖြစ်သဘောတူပြီးနောက်ကြမှာစိတ်ပြောင်းသွားလို့လက်မှတ်ထိုးမပြီးတော့ပါဘူးဆိုတာမျိုးဖြစ်လာနိုင်သည် စိတ်နှင်းနဲ့ရင်လာတဲ့ခိုက်မှာအမိအရာလက်မှတ်ထိုးခိုင်းမှဖြစ်မိဒီအတွက်ကွာရှင်းစာချုပ်တစ်ခုလက်ထဲမှာအရန်အသင့်ကင်နာဖို့လိုသည်စာချုပ်တစ်ခုလုပ်မည်ဆိုရင် ကိုယ်သဘောနဲ့ကိုယ်စိတ်ကူးတဲ့အားရှောက်ရေးလို့ရတာမဟုတ် သူစည်းကမ်းတိုင်းပေါဝင်အောင်လုပ်ရမည်ထိုအခါရှေ့နေတယောက်နဲ့တိုင်ပင်ဖို့လိုအပ်လာသည်အိမ်နာမည်ပြောင်းဖို့ကိစ္စတော်အားကိုညီခဲ့ဘူးတော့ရှေ့နေဒေါ်မမာဦးကိုတတိယလိုက်သည်ထို့ကြောင့်သူ့ရုံးငန်းမှာတွားတွေ့သည် တရားရုံးသွားနေသည်၃နာရီကျော်မှပြန်ရောက်မယ်ဆိုလို့ဟိုဒီလျှောက်သွားပြီးအချိန်ဖြုံးရင်းစောင့်ရသည်၃နာရီခွဲပြီးမှ ပြန်ရောက်လာသည်တွေ့တွေ့ချင်းမှာတော့ဖော်ဖော်ရွေရွေပြုံးပြုံးရွှေရွှေပဲဒါရင်ကိစ္စကိုတိသွားပြီးတဲ့အခါကျတော့မျက်နှာထားတင်းသွားသည်ပြီးတော့မှဝမ်းနေပါတယ်လင်မယားကွာရှင်းတဲ့ကိစ္စတွေမှာယောက်ျားတွေဘက်ကနေကျမဘယ်တော့မှလိုက်ပါဆောင်ရွက်ပေးလို့မရှိဘူးဟုလေသာခက်ဆက်ဆက်ပြောသည် ဒါကြောင့်ခမားအပြိုကြီးဖြစ်နေရတာဟုစိတ်ထဲအားပြန်ပြောရင် ရုံးငန်းထဲအားတက်ခေါက်ပြီးပြန်ထွက်ခရာဤနောက်မှ ပြန်စင်းစားကြည့်တော့ဒေါ်မမာဦးပြောတာလေမှန်တာပဲဟုဝန်ခံသည်။ကွာရှင်းပြက်စဲတဲ့ကိစ္စမှာအမျိုးသမီးရှိနေတာယောက်ျားဘက်မှာလိုက်ပေးတယ်ဆိုတာတိတ်တော့သဘာဝမကျလား။တဖက်လူပေါ်မိမချင်း ကိုချင်းမစာနာသလိုမျက်နာပူစရာကြီးဖြစ်နေလိမ့်မည်ဒီတော့အမျိုးသားရှိနေတယောက်ရှာရတော့မည် သူဖြစ်ကတခြားတယောက်ယောက်ကို ရှေ့နေအသိရှိလားမေးလို့တိတ်မပေါ့ဘာကိစ္စလဲဗျဘာမှုဖြစ်လို့လဲဟူမေးရင် ဖြေရခက်သည်အမှန်တမ်းမပြောပြရင်လေအမားယွန်းအရှုပ်တွေးရှိလို့လားအထင်ခံရမည်မိမနဲ့ကွာမလို့ဆိုတာကိုလည်းပြောလို့မဖြစ်တခါမင်္ဂလာဆောင်တစ်ခုမှာဘေးချင်းရှင်ထိုင်မိရင်မိဆက်ဖြစ်သွားသောရှေ့နေတယောက်ကလိမ့်စာကပ်ပေးဖို့သူကြီးလိမ့်စာကပ်တွေထဲထားသောစာအုပ်ကလေးထဲမှာရှာကြည့်သည်မတွေ့ ဖုန်းနံပါတ်များမှတ်ထားလိုက်မိသလားလို့တယ်လီဖုန်းဆောင်ကိုလမ်းကြီးတော့မှတနေရာမှာညှက်ထားတာတွေ့ရသည်ဒေါ်မမအိုးလုံးကလို့အကြာကြီးစောင့်နေရမှာဆိုတဲ့ဖြင့်ရုံငန်းကိုဖုန်းဝင်ဆက်လိုက်သည်ဖုန်းကင်သူကဦးစောဘရန်ကြီးကဒီရုံငန်းမှာမထိုင်တော့ဘူးခင်ဗျာဘာကိစ္စများဖြစ်နေလို့လဲကျွန်တော်ကိုလည်းတိုင်ပင်နေပါတယ်တက်ဆွမ်းသမျှအကောင်းဆုံးကူညီဆောင်ရွက်ပေးပါရစေအရေးတဲမှာအမှုအဖို့ဆွဲနေသေးသည် ဆရာဥသောဘရဲ့နေနဲ့တွေ့မှဖြစ်မှာမို့လို့ပါဆိုတော့မှဒါဆိုလဲတောင်ဝေရုံးမှာတွားစုံစမ်းကြီးပါ तू ကအဲ့ဒီဘက်မှာအမှုလိုက်တာများတယ်ဒီကိစ္စလောက်ရတာအထက်အငော့လေးတွေဖြစ်ဖြစ်နေသည်ရှောရှောဆူဆူတိတ်မရှိလားရင်ငင်းရများရရရတွေပါတွေခြေထားလို့လားမသိဘူးဟုတွေးလိုက်မိသေးသည်ထိုဘုတ်ကိုညွန်တဲ့အတိုင်းတောင်ဝေတရားရုံးကိုတွားသည် ရှိနေတရားလက်ဖေးဆိုင်ထိုင်လေးရှိသည်ထို့ကြောင့်ဆိုင်မှာဝင်စုံစမ်းတော့ဆိုင်ရှင်ဟာလာလိမ့်မယ်ဗျဒီနေ့အာမခံတခုတင်စရာရှိတယ်ပြောတယ်စောင့်နေလိုက်ပေါ့လက်ဖေးတစ်ခွက်တော့ရင်ထိုင်နေလိုက်သည်စောင့်တာစောင့်ရတယ်ဦးစောပါရငင်းကိုမြင်ရင်မှတ်မှမှတ်မိပါမလားမသိမင်္ဂလာဆောင်မှာဆုံးခဲ့ဘူးတာနှစ်နှစ်လောက်ကြာသွားပြီနိုင်ပိုင်းလောက်သာမြင်ခဲ့ရတာဆိုတော့ရေးသေးသေးဖြစ်နေသည်ပိန်ပိန်ပါပါနှကန်းဝေးပါသည် ိတ်မသားနာလရှေ့နေနေမတူကြပြားဆရာနဲ့ပို့တူသည်ဆိုရာလောက်ပဲပြောနိုင်သည်တောက်လောက်ကြတော့အယောင်လွင့်နေပြီဖြစ်သောတိုက်ပုံအင်းကြီးအနက်နဲ့လူကြီးတယောက်ဆိုင်ထဲဝင်လာသည်ဆိုင်ရှင်ကတစုံတစ်ခုပြောပြီးပေါ်ထေးထိုင်နေရသူလက်ညှိုးထိုးပြသည် မျက်မှောက်တစ်ချက်ကုတ်၍လှမ်းကြည့်ပြီးမှရှောက်လာသည်ထိုပုဂ္ဂိုလ်မှာပိန်ပိန်ပါပါမျက်နှာစုပ်ချုံချုံဆိုတာတော့ဟုတ်သည်နှာခမ်းမွေးမပါသည်ဖြင့်လူများလွဲနေသလားထင်မိ၏ နောက်တော့နှက္ခအပေါ်ဘက်ကိုလက်နဲ့တက်လိုက်မှသဘောပေါက်သွားသည်အရင်ကနှက္ခမွေးရှိခဲ့လိမ့်မည်ရိတ်ပစ်လိုက်တာမကြသေးလို့အကျင့်ပါပြီနှက္ခမွေးကိုလက်နဲ့တက်တယ်လို့လုံနေတာပဲအနာကိုရောက်လာတော့ပေါ်သေးကထရွက်ရေးခီးဥကြိုပြူလိုက်ကျွန်တော်ပေါ်သေးပါဟူမိတ်ဆက်ပြီးမင်္ဂလာဆောင်မှာစုံခဲ့ဘူးတဲ့အကြောင်းပြောပြသည်ဦးစောဘရန်ကြီးကခဏလောက်စဉ်းစားနေပြီးတော့အာဟုတ်ပြီမှတ်မိပြီ အဲ့မင်္ဂလာဆောင်တော့အာခမရဘိုင်မကောင်းလို့ဆိုပြီးဘာမှမစားဘူးလေအဲ့ဒါနဲ့ခမရအတွက်ချပေးရတဲ့မုတ်တွေအကုန်လုံးကျုပ်ကဝါးပြစ်လိုက်တာမဟုတ်လားကဲစူစမ်းပါဦးဘာအကူညီပေးရမလဲပေါ်ထေးကကွာချင်းစာချုပ်တစ်ခုရေးပေးဖို့ပြောလိုက်သည်ရှင်းနေတော့လိုက်နိုင်ရမည်ကျင်းဝဲကြောင်းပဲလားကွာရှင်းခြင်းနဲ့ဆိုမှတော့ဘာကြောင့်လဲဆိုတာမင်းနေလို့အပေါ်ပဲထင်လို့လားမသိအကြောင်းရင်းကိုမမေးတော့ပဲ ဒါလွယ်ပါတယ်တခုတော့ရှိတယ်ဗျခုလိုကိုသဘောနဲ့ကိုလှုပ်တယ်စာချုပ်မျိုးကိုအရက်စာချုပ်လို့ခေါ်တယ်ဒါအထောက်ထားတစ်ခုအနေနဲ့ပဲသုံးဝင်ပဲမခိုင်လုံးတရားရုံးမှာလက်မှတ်ထိုးမှသာတရားဝင်တယ်အခုလိုဟာမျိုးကတော့ချင်းချောက်ခံရလို့ပါဖျားယောင်းလှဲ့စားခံရလို့ပါစာချုပ်လို့မှာလက်မှတ်ထိုးမိတာပါဆိုပြီးနောက်တစ်ချိန်ကျရင်ညင်းလို့ရတယ်ထို့သဖြင့်မင်းကလေးဘက်ကပြန်ရုပ်သိမ်းနေပါတယ်ဆိုပြီး ရုံးမှာရှောက်နိုင်တယ်။ဟုတ်ကဲ့ဒီလိုပါ။ခုဟာကြိုတင်စီစဉ်တဲ့သဘောပါ။တရားရုံးမှာကွာရှင်းစာချုပ်ချုပ်တဲ့အခါကျရင်လည်းဆရာနဲ့ပဲတိုင်ပင်ပြီးလုပ်မှာပါ။ဒါဆိုလည်းကောင်းပြီလေ။အဲနေုံအရေးကြီးတဲ့အချက်တစ်ချက်ပြောပါအောင်မယ်။စာချုပ်ပေါ်မှာရေးတဲ့အခါကျွန်တော်ကျမတို့သည်နှစ်ဦးသဘောတူကွာရှင်းပါစီဆိုတာတော့ပဲထဲ့လို့မရဘူး။ပစ္စည်းကမ်းဆိုတာရှိသေးတယ်။လင်မယားနဲ့ရောပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ဘလို့ခွဲဝေယူကြမလဲပြီးတော့တာသမီရှိရင်ဩတာသမီမရှိပါဘူးအင်းဒါဆိုလည်းကိစ္စတခုအေးတာဩပစ္စည်းကန်းအတွက်ဘလို့လုံးမလဲအားတော့သူနဲ့ညှိနှိုင်းပြီးတော့ဖြည့်လိုက်ပါမယ်အဲ့ဒီအတွက်စာချုပ်ပေါ်မှာကွက်လက်ချန်ထားပဲလို့မရဘူးလားဦးစောပန်းအငင်းအားအင်းတင်တင်မျက်နှာထားပြေဒီလိုရှိတယ်ဗျာအခုလိုကိစ္စမျိုးမှာကျွန်တော်တို့ရှေ့နေနေတဲ့တရားမျှတမှုရှိအောင်ဆောင်ရွက်ပေးဖို့တာဝန်ရှိတယ် တစ်ဘက်ကမိန်းကလေးဖြစ်နေတဲ့အတွက်မနစ်နာအောင်ပူပြီးငဲ့ညာပေးရလိမ့်မယ်ဒီပုဂ္ဂိုလ်ကြီးရတယ်မြင်တော့မမြင်ဘူးသေးပဲနဲ့ရင်ရင်ငိမ့်ဘက်ကပါတယ်လို့ဖြစ်နေပြီဟုတွေးလိုက်မိသေးသည်မြင်သာမြင်လိုက်ရရင်ဘယ်ပြောင်းသွားမလားမသိသူလိုချင်တာမှန်သမျှပေးဖို့အစင်သေးမှာပဲတိတ်ပြီးအာမခံတာမရေတဲ့နဲ့ဟုံးလေတကယ်လို့ तू ကရှိသမျှရွှေပြောင်းနိုင်တဲ့ပစ္စည်းရော မရွှေပြောင်းနိုင်တဲ့ပစ္စည်းပါအကုန်ယူမယ်ဆိုလိုက်ရောပြေးမယ်ဗျာอืมကြည့်ရတာခမ ्या ကွာပြီးရောဆိုတဲ့အနေထားမျိုးရောက်နေပြီထင်တယ်ရိုးရောရိုးရဲ့လားဗျာထားပါတော့လေဒါရကျွန်တော်နဲ့မဆိုင်ပါဘူးကဲရောစားကြိုးပေါ်မှာပစ္စည်းခွဲဝင်မှုနဲ့ပတ်သက်ပြီးသူကျေနပ်သည့်အထိဆောင်ရွက်ပေးဖို့သဘောတူပါတယ်ဆိုတဲ့အချက်ကိုထည့်ရေးရမယ်သဘောတူလားရပါတယ်ဆရာ ဒါဆိုပြီးတော့ကျွန်တော်လှုပ်ထားလိုက်မယ်။တနင်္လာနေ့ဒီချိန်လောက်ပဲလာယူလိုက်။ဆရာယုံငန်းကိုလာမှလားဘယ်မှလဲ။ရေလိုက်ပြီ။ကျွန်တော်မှယုံငန်းမရှိတော့ဘူး။ဒီလပိဆိုင်ဟာယုံငန်းပဲ။အော်ဟုတ်ကဲ့။ဒါနဲ့အခုကိစ္စအတွက်ဆရာကိုဝန်ဆောင်ကဘယ်လောက်ပူဇော်ရမလဲခင်ဗျာ။ရတယ်။ဒီတော့တော့မပေးနဲ့။မင်္ဂလာဆောင်မှာတော့ခင်ဗျားအတွက်မုတ်တွေစားပြစ်လိုက်တာနဲ့ကြေရောပေါ့။ဟာမဟုတ်တာပဲဆရာ။ တရားရုံးမှာလက်မှတ်ထိုးကြတဲ့ခါကျမှတင့်တော်သလောက်ယူမယ်ဟုတ်ပြီလားဒါဆိုလေကျေးဇူးပါပဲသူကပေါ်သေးကိုခဏစိုက်ကြည့်အကဲခတ်ပြီးမှာကဲစောစောကပြောတာတွေကရှေ့နေတယောက်အနေနဲ့ပြောတာခုတော့မိတ်ဆွေတယောက်အနေနဲ့ပြောမယ်ပြောပါဆရာဒီလိုကိစ္စမျိုးဆိုတာစိတ်လိုက်မှပါမလို့သိင်ဘူးလက်ထက်တယ်ဆိုတာလွဲတယ်ကွာရှင်းဖို့ကြတော့မလွဲဘူးအဲကွာပြီးတော့မှပြန်ပေါင်းကျင်တယ်ဆိုရင်တော့အဲ့ဒါအခက်ဆုံးပဲ ေးကြကြဆဲစားတော့ရင်ကြီးကဒီလူကြီးကိုပါစီယုံထားလေသလားလို့ရုတ်တရက်တွေးမိလိုက်သေးတယ်။ဘာဆိုင်လို့လဲ။ तू ကဒီကိစ္စကိုခုပြောမှသိရတာပဲ။ဆရာကိုရွေ့ကြုံမှုလို့ပြောနေရလား။ဟုတ်ပေါ်သေးကသူ့အစီအတိုင်းအတွန့်တက်လိုက်သည်။ဟာမဟုတ်ပါဘူး။ဒါဆိုဆရာကလူပြိုကြီးလား။ဦးစောပိုင်းရဲ့ငိမ့်ကပြောလိုက်သည်။ လွန်ခဲ့တဲ့6လလောက်ထိတော့ဟုတ်ပါတယ်ခုတော့စိတ်တူကိုယ်လူချစ်တဲ့သူကို တွေ့လို့လက်ထပ်လိုက်ပြီးဒီကျုပ်မျိုးသမီးကငငယ်လေးဗျ35နှစ်ပဲရှိသေးတယ်ဟုဂုံယူဝင်ကြားတဲ့လေးစံနဲ့ပြောလိုက်သည် သူကြည့်တော့အသက်60နာကန့်နေတော့ပြီထို့နောက်သူကမရှိတော့တဲ့နှကမ်းဝေးကိုတက်ရင်ဆက်ပြောလိုက်ပြန်သည်တခါတလေကြတော့လေအချစ်ဆိုတာ အဋိဋ္ဌာန်နဲ့နှကမ်းမွေးကိုတော့ပျောင်စလင်းခွာတော့လှုပ်ပြစ်နိုင်တယ်ဗျပေါ်သေးသေးမမှန်နဲ့တိတ်တကိုးကြည့်တယ်အလူကန်ထွက်သလိုပေါ့ငွေကြီးရေအစဉ်ပြေဆုံးလူ လက်လွယ်ဆုံးလူအာနာတဆုံးလူစီအရင်ဆုံးသွားသည်ဒါမှအလူငွေတောင်းတဲ့လောက်များများရမည်ဒီတော့မှနောက်လူတွေဟာရှေးဆုံးအထက်မများတော့တန်းတူ တန်းတူမဟုတ်တော့ သိမရောအောင်ထဲ့ကြလိမ့်မည်ဒါလူတဘာဝပဲအခုလဲကွာရှင်းစာချုပ်မှာတက်တည်လက်မှတ်ထိုးပေးရန်စီယုံမှုကိစ္စမှာစိတ်ရပြော့ဆုံးသဘောကောင်းဆုံးကိုကဩစာလွှမ်းမိုးနိုင်မှုအရှိဆုံးလူစီအရင်ဆုံးသွားမည်ဘသူကိုရွေးရင်ကောင်းမလဲဟိုးရင်လက်ထပ်စာချုပ်ပေါ်မှာလက်မှတ်ထိုးခဲ့တဲ့လူစီရင်ကို ပြန်စစ်ရမည်ဒီလိုစဉ်းစားမိတဲ့အခါကျမှစိုးရင်စိတ်ဝင်လာသည်ရင်ငင်းကစာချုပ်တွေကို အရင်ဦးအောင်ယူပြီးဟွက်ထားလိမ့်မလားစာချုပ်တွေကိုမကြည့်မိတာနှစ်ပေါင်းမနည်းတော့ဘယ်နာထားမိတယ်လဲဆိုတော့မမှန်မိပဲဖြစ်နေအရေးကြီးဆုံးစာရွက်စာတမ်းတွေထည့်ထားသည့်အံဆွဲထဲမှာရှာသည် မတွေ့ဟုတ်ပါပြီရင်ရင်ငိမ့်လက်ဦးသွားပြီပြီးတော့မှတနေရာကိုတတိယသည်အမတ်တရားပစ္စည်းတွေထားသောကက်ဘိနစ်ကို ဖွင့်ကြည့်တော့မှတွေ့သည်တော်ပါသေးရဲ့မဟုတ်သေးစာချုပ်ကနှစ်ဆောင်ရှိရမှာ ခုတဆောင်နဲ့တွေ့သည်ရင်ငိမ့်ယူပြီးဝှက်ထားတာဖြစ်ရမည်ဒါဘာသဘောလဲမေးရမည်ထို့ကြောင့်အေကန်းထဲကထွက်ပြီးအောက်ထပ်ကိုဆင်းလာခဲ့သည်အေကန်းထဲမှာမရှိထမင်းစားကမ်းမှာလည်းမမြင်ရင်ငိမ့်ဤအပိုင်စားနေပြီဖြစ်သောမိဘကန်းထဲဝင်ကြည့်သည်မတွေ့အိနာတကားကိုဆွဲဖွင့်ကြည့်သည် အတွင်းကဂလန့်ထိုးတာဤတကားကိုပုတ်လိုက်သည် လူရှိတယ်ဟုအထဲကလှမ်းပြောသည်ရင်ငိမ့်ဤအတန်မဟုတ် အိမ်ပေါ်မှာလေဝိုင်းစိန်ဖြစ်၏ရေချိုးကန်တကားဟာနင်းနေဟနေသည်ဖြင့်ချောင်းကြည့်သည်ဘသူမှမရှိတော့မှကက်ပြီးတော့များပုံးနေသလားဟုကြောင်းတော်တော်အတွေးဖြင့်အထဲကိုခေါင်းရှူပြီးကြီးလိုက်မိသေးသည်အိမ်ပေါ်တပြန်တက်သည်ဒီတော့မှပန်းအိုးနှလုံးကန်ပြီးဖျားကန်းနေရထွက်လာတော့ရင်ငိမ့်ကို တွေးလိုက်ရသည်ဘော်ထေးဟာရှေးမှပိတ်ရက်လိုက်ပြီးစားကြုတ်ရောရုတ်တရက်အမေးခံလိုက်ရသောကြောင့်ရင်ငိမ့်ကြောင်သွားသည် လန့်တယ်လို့လည်းဖြစ်သွား၏လက်ထက်စာချုပ်ကိုပြောတာဖဲတိပါမလဲဘာလို့မသိရမှာလဲနှစ်ဆောင်ရှိရမှာအခုတစ်ဆောင်ပဲတွေ့တော့တယ်ဘမလဲအစတည်းကတစ်ဆောင်ပဲရှိတယ်ဗျဟာဘာဘာကြောင့်တစ်ဆောင်တည်းရှိရမှာလဲဘာဆိုင်လို့လဲဟိုရင်စာချုပ်ချုပ်ပြီးတဲ့ဟာတစ်ဆောင်ကိုအနှောင်းလို့ယူသိမ်းထားတာပဲအဲ့ဒါနင်းလဲသိတာပဲရင်ငင်းကလေးသမမှန်ခက်အေးပြောပြီးထွက်သွားသည် ခုမှပေါ်သေးသတိရသွားသည် ဟိုရင်လက်ထက်စာချုပ်ချုပ်ပြီးတော့ရင်ငိမ့်တွယ်စာချုပ်ကိုအိမ်ကတွေ့သွားမှဆိုသည်ဖြင့်အနှောင်းကယူသိမ်းပေးထားခဲ့သည်မင်္ဂလာဆောင်ပြီးကြတော့လေအနှောင်းကပေါ်သေးကိုမယုံလို့ဆိုပြီးပြန်မပေးဘဲထားသည်ဒီတော့ကပေါ်သေးကတော့ငါစီကစာချုပ်ကိုယူတော့မလားလူတယောက်လုံးရနေမှာတော့စာချုပ်ကဘာရေးလဲဟုပြောခဲ့သည်လေမြတ်တော်တော်များများသည့် လက်ထက်စာချုပ်ကိုဂယူးတဆိုင်တိမ့်လေးမရှိကြမိမိရောရောနေကြတာကြီးပဲတချို့လည်းဘဲထားလို့ထားမိမှမသိဟိုကြောင့်ထိုးဒီကြောင့်ထဲနဲ့ပျောက်ချင်းပျောက်နေတတ်သည်ခြားကြိုက်လို့ရေးဆိုးလို့ပျက်စီးဆွေးမြေ့တာမျိုးလည်းရှိတကယ်တော့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်လက်ထက်စာချုပ်ဆိုဒီမှာအထောက်အထားတစ်ခုလောက်သာဖြစ်၏စာချုပ်မရှိလဲဘာမှအရေးမကြီးကုန်သေးရှိလူကြီးလူကောင်းတွေအားဖြစ်စေ ုံကြည်တော့အိနီနာချင်းတွေအဖြစ်စေတက်တေခံလျင်လင်မယားအရာမြောက်တည်ဟုဆို၏ဒါကလည်းမိမတွေဘက်ကအခွင့်အရေးမဆုံးရှုံးအောင်အကာအကွယ်ပေးထားခြင်းဖြစ်သည်မြမတလေးထုံနှံဥပဒေမှာမိမတွေကို တော်တော်အခွင့်အရေးပေးထားကြောင်းသိရသောကြောင့်မိမဖြစ်ခြင်းစိတ်တော်ဖြစ်လာပြီးဟုပေါ်သည်စိတ်ပေါပေါနဲ့တွေးမိသေးသည်ယောက်ျားတွေဘက်ကတပန်းတာတာတော့ရှိသည်ယောက်ျားတယောက်သည်တပြိုင်နက်ထဲမှာ မိမအများပြားကိုလက်ထက်ယူလို့ရသည် မရေပြိုင်ပဲဖြစ်ဖြစ် မရေငယ်ပဲဆိုဆိုဒုတိယတတိယပဲပြောပြောတရားဝင်ယူနိုင်သည်မိမတယောက်အနေနဲ့ကြတော့လက်ရှိယောက်ျားနဲ့တရားဝင်ကွာရှင်းခြင်းမပြုသေးပဲနဲ့နောက်ထပ်အိမ်တော်ပြုလို့မရတပါသောသူနဲ့ဖောက်ပြားလျင်ဒါကိုအကြောင်းပြုပြီးယောက်ျားလှုပ်တဲ့သူဟာစွန့်ပြစ်လို့ရသည်တခုတော့ရှိသည်ဒီကိစ္စအတွက်မိမကိုအဖြစ်ပေးအရေးယူလို့တော့မရဘူး အရှက်တကွဲအကျိုးနဲ့ဖြစ်စေရုံပဲရှိပြီးတချို့ဘာသာရေးအယူသီးတဲ့နိုင်ငံတွေမှာဆိုရင်ဂဲတွေနဲ့ဝိုင်းပေါက်ပြီးတက်တာမျိုးလည်းမရှိကြာခိုးတဲ့ကောင်ကိုတော့မရခိုးမှုနဲ့တရားစွဲလို့ရသည်ဒီနေရာမှာလည်းမပိုင်မဲရန်တန်းဆွဆွဲလို့မရအတိတ်အသက်တွေနဲ့တကွာလက်ပူးလက်ချက်မိအောင်ဖမ်းနိုင်ရသည်ဒါတော့မှဟိုငနေကလှင်လွန်းလို့အိမ်တကားရဲ့အပြင်ဘက်ရောက်အောင်ရှောင်တိန်နိုင်ရင်တက်အပ်ရိုးစို့ဖို့ခက်သည်ဟုဆိုသည် ဒီကိစ္စနဲ့ပတ်သက်၍သူ့လင်နဲ့ကြုံတကားခေါ်လို့ယုံကြော်၍ပြေးဆိုပြီးတန်ပေါက်ကြပြတော့ဆက်ဆူထားသေးတယ်ဆိုပဲဒါရီကဆရာဥသောဘရညင်ပြောပြလိုက်တာလေဥပဒေဆိုတာကလည်းရှင်းအောင်လုပ်လေရှုပ်လေပဲထင်ပါရဲ့ဒါကြောင့်လဲတာဝဝါဒီပညာရှိလောင်စုဟာဥပဒေတွေများလေလေချိုးပေါသူတွေပေါ်လေလေလို့မိတ်ဆိုခဲ့တာပဲထင်ပါရဲ့ဒါပါတော့ဥပဒေဟာ ဤသို့ရှိသည်ဆိုရင်အဲ့ဒီအတိုင်းပဲလို့မှတ်လိုက်ရုံရှိတာပဲဘာတက်နိုင်တာမှတ်လို့အခုလောလောဆယ်မှာအရေးကြီးတာကတက်တည်လက်မှတ်ထိုးရတဲ့လူတွေကဘယ်သူ့ကို အရင်ဆုံးစပြီးစီးရုံးရမလဲဆိုတာရွေးချယ်ဖို့ပဲအိတ်ခမ်းနဲ့ပြန်ဝင်သည်လက်ထက်စာချုပ်ထဲကတက်တည်စည်ရင်းကိုကြည့်သည်အပေါ်ဆုံးမှာလက်မှတ်ထိုးရတာကရဲမော်ဖြစ်၏ဒီကောင်ကတိတ်မလွဲနောက်ပိုင်းကျမှပြောရမည် သူ့အောက်မှာလက်မှတ်ထိုးရတာက AB ကျော်သူကအဆက်အသွယ်ပြတ်နေသည်ဘယ်ရောက်နေမှမသိစုံစမ်းအောင်မီနောက်တစ်ယောက်ကအကောင်းထွန်းမစုံပြစ်တာကြာပြီဖြစ်တော့လဲရှာဖို့လွယ်သည်မိမတွေကို အလိုမလိုက်နဲ့กว่าပါညာပြောဖို့သည် သူ့ကိုပဲပထမဆုံးတာဂတ်ဖြစ်ရွေးရကောင်းမလားစဉ်းစားနေတော့အခါပေါက်ဝါမှာလူရိတ်မြင်တဲ့ဖြစ်စာချုပ်ကိုနောက်မှအ мян ဟွက်လိုက်ပြီးလက်ကြည့်လိုက်တော့ဝိုင်းစိန်ဖြစ်နေတာတွေ့ရ၏ ဘာလဲဧည့်သည်ရောက်နေတယ်အေးလာခဲ့မယ်စာချုပ်ကို သူ့နေရာမှာပြန်ထားသည်ပြီးတော့မှဒီနေရာကိုရင်ရင်ငိမ့်လဲတိမှာပဲဟုတွေးမိပြီးစာကြည့်ခန်းထဲဟာဇပွဲအံဆွဲတဲ့တွားထည့်ထားလိုက်သည် ပြန်ထွက်လာပြီးအခန်းဝရောက်မှစိတ်ကူးတစ်မျိုးပြောင်းသွားပြန်သည်စာချုပ်ကိုအံဆွဲထဲကပြန်ထုတ်စင်မော်ဟာစာအုပ်တွေနောက်မှာ ထိုးထည့်ထားလိုက်သည် ဟုတ်ကဲ့အခုကျွန်တော်ဖတ်ပြပေးခဲ့တဲ့ဆရာမင်းလူ ရေးသားထားတဲ့ပြန်ခေါ်သက်သေဆိုတဲ့ဝိတ္ထုစာအုပ်လေးကို အပိုင်းနှစ်အနေနဲ့ဖတ်ပြပေးခဲ့တာဒီမှာပဲခိတ္တခဏယနာဝင်ပြူပါခင်ဗျာဆက်လက်ပြီးတော့လည်းအပိုင်း၃ကိုဖတ်ပြပေးပါဖြစ်လို့စောင့်မျှော်နားဆင် အားပေးကြပါဦးခင်ဗျာနာတော်တာဆင်သူပေါင်းစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ပြည့်စုံ၍ဘေးရန်ရဲ့အပေါင်းမှာ 跟我家娃子。